။အဲအားလုံးပဲမင်္ဂလာပါ။ညညကျွန်တော်လည်းရုံမလွှင့်ပြဘူးနော်။ညလည်းမလွှင့်ပြဆိုကျွန်တော်ကျမ်းမာရေးလည်းမကောင်းဘူးနော်။ညလည်းလည်းရုံမလွှင့်ပြပါ။အဲ့တော့အကူမများလုံးပဲ။ဒီနေ့မနေ့အတွက်ပေါ့နော်။ဘုရုံးနေ့မနေ့အတွက်။တကွယ်ကောင်းလေးဝင်ယူပါ။ဒီနေ့မနေ့။တော့တကွယ်ကောင်းလေးဝင်ယူပါလက်မလေးမနေ့ရသေးရင် လမ်းမလေးတောက်ရှက်နေပြီးတော့နော်တကယ်ကောင်းလေးဝင်ပြီးမှကျွန်တော်နေမကောင်းနေချားတွေရနေနော်ခဏလာပေးတာပါဒီမကောင်းနေကြရဗျာငင်းလာပြီလားအဲတော့လက်မလေးမနေ့ရက်သေးလက်မလေးတောက်ရှက်တော့နှိပ်သွားပြီပါနော်ကျော်ညံ့တော့လွှင့်မလို့ပဲတင်ရင်ကြိုးစားသေးရဲ့လုံးဝမျက်လုံးကြီးဖွင့်လို့မရဘူးဗျာနော် လုံးဝမျိုးလုံးနေရဖွင့်မရဖွင့်မရတာ ਨੇ ကျွန်တော်လည်းအရှုံးမလွတ်ပြီဖြစ်တော့နော်အဲ့တော့ကျွန်တော်ဒီနေ့မနေ့အတွက်ကိုအဓိကကစားမယ်ကဏ္ဍလေးကိုကျွန်တော်ပြင်မယ်အဲ့တော့လက်မလေးတွေတရားလို့ချက်တော့နှိပ်ပေးပါနော်ကျမကြီးအမနေ့ကတော့အကောင်းသေးပဲအဲ့လေချောင်းနေကျွန်တော်ပြောရတယ်ကျွန်တော်လိုက်ရှုံးပါဟိုလိုက်လေချောင်းနေနားရဲနားရဲဆိုအဲ့လေချောင်းနေနားညပဲဆိုပြထဖြားတာ ကောမန့်လေးတွေမှတ်ပေးပါအောင်ကောမန့်လေးတွေမှတ်မှတ်ပေးပါအောင်ကျွန်တော်မကောမန့်များနော်ကလေးရောက်မင်္ဂလာပါမင်္ဂလာပါဆရာရေဟုတ်ကဲ့ပါဗျာမင်္ဂလာပါဗျူဟာဒီလောက်ပဲလားဗျာဗျူဟာလေးဒီလောက်ပဲလားဗျာနော်မြန်မြန်လေးသွားချင်တယ်လေကျွန်တော်နေမကောင်းလို့မြန်မြန်လေးပြမြန်မြန်လေးဆင်းမယ်ဗျာနော်အားလုံးပဲအဲ့တော့တက်ညီလက်ညီလေးနဲ့ တော်ရှင်တော့နော်နှိပ်ပြီးတော့ဝင်ခဲ့ပါနော်လက်မလေးနှိပ်ပြီးဝင်ခဲ့ပါအဲ့တော့မင်္ဂလာပါကျွန်တော် viewer လေးနည်းနည်းစောင့်နေပါတယ်အဲ့တော့ viewer လေးနည်းနည်းမြားရင်ခဏလေးပြပေးပါမယ်လက်မလေးတွေတယောက်တစ်ချက်တော့နော်မနှိပ်ရသေးတော့ကိုမမြားလက်မလေးတောက်ချက်တော့နှိပ်တော့ပါကျွန်တော်လည်းရိုးဝင်ကြီးတော့တယ်ကျွန်တော်ပေးတဲ့ငွေတွေတောင်းပါဦးမမမခေါ်ပါဘူးနော် နှာခေါင်းတော်ဆိုးရပြဖြားတယ်အဲ့တော့ကျွန်တော်တို့ဝိုင်းရင်းလေးကိုတစ်ချက်တော့တွားကြည့်ရအောင်နော်ဝိုင်းရင်းလေးတစ်ချက်တော့တွားကြည့်ရအောင်ကျွန်တော်ကိုမမြအားလုံးပဲဒီကနှစ်ငါးဆိုတဲ့နှစ်ထိပ်စီအဲ့ဒီနှစ်ထိပ်စီကိုကျွန်တော်တို့တပင်ကျော်လေးထိပ်စီနဲ့ပေါင်းနော်နှစ်ငယ်လေးရဲ့နှလုံးပေါင်းခြင်းဒီက6အဲ့ဒီ6ကိုဒီက3နဲ့ပေါင်းခြင်းဒီခွန်းကျွန်တော်ကိုမမြအားလုံးပဲနော်ဒါဟေ အဲ့ဒါမှမှတော့ပြန်ပြပေးမယ်နော်ကြည့်ရစပါနော်အဲ့ဒီကနှစ်ကဲ300နှလုံးပေါင်းခြင်းဒီကငါနှစ်ကဲ300နှလုံးပေါင်းခြင်းဒီကငါအဲ့ဒီငါကိုဒီကတင်းနေပေါင်းခြင်းဒီ6 6လို့ဖြည့်ခြင်းကြောင့်ကျွန်တော်ကမအများလုံးပဲကျွန်တော်တို့က6ရဲ့နှက်ခတ်ဒီကို691ချိန်မှာ63ဆိုပြီးတော့ထွက်ပါတယ်ဒီကကိုတော့ပေါင်းနဲ့အဲ့တော့နောက်တစ်ပြေမှာဒီကနှစ်ကဲ900နှလုံးပေါင်းခြင်းဒီက1အဲ့ဒီ1ကိုဒီက900ပေါင်းခြင်း3မြတ် တုံညတော့ဖြူချင်းကြောင့်တုံညရဲ့နက်ခက်ခွန်တုံညခွန်ဝန်းချင်းမှာ90ဆိုဘယ်လိုလဲဘယ်လိုလဲမင်္ဂလာပါကျွန်တော်ကဘာများလဲနော်လက်မှတ်လေးတောက်ချက်တော့နှိပ်ပြပါအောင်နော်မင်္ဂလာပါခင်ဗျားရယ်ဟုတ်ကဲ့ပါ25ရောက်ပဲရှိသေးတယ်အားလုံးပဲနော်ဟယ်လိုဟယ်လိုအဲ

အာအာ9နိုင်ကလား10နိုင်ကလားအဲ9နိုင်ကလား10နိုင်ကလား9နိုင်ကလား10နိုင်ကလားလို့အော်ရေမဟုတ်ဘူးမဆက်တော့နဲ့ပြီးရင်ဘိုင်အာပြီးရင်ဟိုဘုံမဆက်တော့နဲ့ဘိုင်ဘာနေပဲပြေးသားလေးပို့ထားလိုက်ကြအဲအဲ့ဒီမှာဒါအလုံးလုံးနေကြ မဆက်တော့နဲ့လို့လုံးလုံးနေလို့လို့အလုံးလုံးနေလို့လို့အာအဲအလုံးမမြင်လာပါဘောအလုံးလုံးလို့ရှင်ဝင်ထင်းနေဘောဝင်တော့မယ်ဆိုညီမကောင်းကြရဗျာသွားအောင်မယ်နော် ကဲမင်္ဂလာပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါလက်မလေးနှိပ်ပေးတာနော်အဲ့တော့ဒီကနေ့သုံးလုံးပေါင်းခြင်းနေကျွန်တော်ကောင်မများ6 6ခက်ကို69ဝန်းကျင်မှာ63ဒီကနေ့သုံးလုံးပေါင်းခြင်းနေကျွန်တော်ကောင်မများ3ည3ညရဲ့နှစ်ခက်ကို3ညခုံဝန်းကျင်မှာ90အဲ့တော့ဒီကနေ့သုံးလုံးပေါင်းခြင်းနေကို9နှစ်ခက်6 96ဝန်းကျင်မှာမနေ့က3ည9အဲ့တော့ဒီကနေ့သုံးလုံးပေါင်းခြင်းနေခုံခုံလို့ဖြစ်စီကြောင့်ခုံ3ညဝန်းကျင်အဲ့ဒီခုံ3ညဝန်းကျင်နေကျွန်တော်ရဲ့ကောင်မများမှန်ကဲအောင်မှာလားမှန်ကဲမဲ့ဆိုကျွန်တော်တို့ဒီနေ့မနေ့ကိုလုံးဝပေါက်နေရမှာနော် လုံးဝပေါက်နေရမှာဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကနောက်ထပ်တစ်ချက်လောက်ထပ်ပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်လိုက်ရအောင်နော်နောက်ထပ်တစ်ချက်လောက်ကျွန်တော်တို့ထပ်ပြီးတော့စဉ်းစားကြည့်လိုက်ရအောင်ကျွန်တော်ကဘာများလို့ပဲအဲ့တော့လက်မလေးကြီးကျွန်တော်ကမနှိမ့်ရသေးဘူးဆိုရင်လက်မလေးကြီးကျွန်တော်တယောက်တစ်ချက်လောက်နော်လက်မလေးမနှိမ့်ရသေးဘူးဆိုရင်လက်မလေးတယောက်တစ်ချက်လောက်နှိမ့်ပြီးသွားပါနောက်တစ်ချက်ကကျွန်တော်ဘိုးပင်နဲ့ပဲထပ်ပြရမယ်နော်နောက်တစ်ချက်ကကျွန်တော်ဘလို့သွားမလဲဆိုရင်ကျွန်တော်ကဘာများဒီကကကျွန်တော်တို့ဒီက3ရက်9ရက်နှလုံးပေါင်းခြင်းဒီက1အဲ့ဒီနှစ်ကိုဒီက1နဲ့ပေါင်းခြင်းဒီ3 ဒီကနေ့သုံးလုံးပေါင်းခြင်းဒီ3 3လို့ဖြစ်ခြင်းကြောင့်3ရဲ့ပါဝါရှိ3ရှိဝန်းခြင်းအဲ့တော့3ရှိဝန်းခြင်းကို63ဆိုပြီးဒီကကျွန်တော်တို့က3ပိုင်းနဲ့ဆင်းတယ်ပေါ့အဲ့တော့နောက်တစ်ပိုင်းမှာဒီက9ရဲ့2ကနှလုံးပေါင်းခြင်းဒီက1အဲ့ဒီ1ကိုဒီက9နဲ့ပေါင်းခြင်းဒီ3ညဒီကနေ့သုံးလုံးပေါင်းခြင်းဒီ3ညဖြစ်ခြင်းကြောင့်3ညရဲ့ပါဝါ5 3ည5ဝန်းခြင်းမှာ90ဆိုပြီးဒီက3ညပိုင်းနဲ့ဆင်းတယ်ပေါ့အဲ့တော့နောက်တစ်ပိုင်းမှာ9ရဲ့3ရဲ့နှလုံးပေါင်းခြင်းဒီက1အဲ့ဒီ1ကိုဒီက9နဲ့ပေါင်းခြင်းဒီ9 ကိုလိုဖြစ်ခြင်းကြောင့်ကိုရဲ့ပါဝါလေးကိုလေးဝမ်းချင်းကိုလေးဝမ်းချင်းမှာ3ည9ဆိုပြီး9ပိုင်းနဲ့ဆင်းတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီကလေးမနဲ့ကိုထပ်ပေးအောင်မယ်ဆိုရင်ကျွန်တော်တို့ကမများအဓိက3ညရဲ့3ညရဲ့နှလုံးပေါင်းခြင်းတွေ3ညအဲ့ဒီ3ညကိုအဓိက8နဲ့ပေါင်းခြင်းတွေ8ရှိတော့ဖြစ်ခြင်းကြောင့်ရှိရပါဝါသည်3 8 3တည်1ချင်းအဲ့ဒီ8 3 1ချင်းတည်ကျွန်တော်တို့ဒီကလေးမနဲ့ကိုပေးမှာလားပေးမယ်ဆိုရင် तू ကမတူလို့ရှိရင် तू ကဒီမှာအပြီးထွက်လာတယ်เนาะ မတူလို့ရှိရင်3810ဝန်းကျင်6ဝန်းကျင်မတူဘူးအပီးထွက်တယ်တူးနေတဲ့အတွက်လုံးမှန်ယူတယ်တူးနေတဲ့အတွက်လုံးမှန်ယူတယ်မတူတဲ့အတွက်အပီးမြတ်ထွက်မလားထွက်မယ်ဆိုကျွန်တော်တို့အများကြီးစဉ်းစားရမှာမလို့ကျွန်တော်တို့ပရိတ်ချုပ်ပြီးတော့ပေးမယ်နော်အဲ့တော့ကျွန်တော်တို့ချီမာလေးတွေနှိပ်ပြီးသွားပါအောင်နော်ကဲချီမာလေးတောက်ချက်လောက်နှိပ်ပြီးသွားပါအောင်နော်ကျွန်တော်နေမကောင်းနေကြရပြာနော်ကိုကိုမမြတ်အတွက်ပင်မခံပြီးတော့တကယ်ပေါ့စီကျွန်တော်လာလူရလက်ရှုပ်လွှင့်မိတာပါနော် တကယ်ပေါ့ဆင်ကျွန်တော်လက်ရှိုးလေးလာလွှင့်ပေးတာပါအဲ့တော့နော်ကျွန်တော်လက်မလေးဖုံးမလေးကိုလက်ကလေးနဲ့နှစ်ချက်လောက်တောက်ပြီးကွက်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 ဆိုပြီးလက်မလေးနှိပ်ပြီးပါအောင်နော်ကျွန်တော်ဒီ YouTube channel ကို subscribe မလုပ်ရသေးတဲ့ကူမှမြတ်ပါရင်ကျွန်တော် YouTube channel လေးကို subscribe လေးဒီမှာနှိပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ပေးပါပြီးရင်ကျွန်တော်လက်ရှိုးလေးတွေကိုပြောင်းဝင်ဖုံးမလေးကိုလက်ကလေးနဲ့နှစ်ချက်လောက်ကွ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 က်ဆိုပြီးနော်လက်မလေး100လောက်ပါပြည့်အောင်လို့မြန်မြန်လေးပြအောင်နော်အဲ့တော့ကျွန်တော်တို့ကထပ်ပြီးတော့သွားကြည့်ရမှာသူ့ထက်ကောင်းတဲ့လမ်းကြောင်းတွေများရှိနိုင်မလားနော် တို့ထဲကောင်းတဲ့လမ်းကြောင်းတွေများရှိနိုင်မလားကျွန်တော်ရေကောင်မှများအလုပ်ပဲတခြားတော့ကျွန်တော်တို့သုံးကြည့်ရမယ်ပေါ့နော်ဟိုကောင်းတာတို့ထဲကောင်းတာရှိနေရှိမယ်မရှိနေမရှိဘူးပေါ့ဟုတ်တယ်မလားဒါကျွန်တော်တို့ကစဉ်းစားကြည့်ရမှာနော်စဉ်းစားကြည့်ရမှာမင်္ဂလာပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါအဲ့လမ်းမတွေတရားပြအောင်လို့တော့သွားပြပါအောင်နော်ကျွန်တော်မင်းကပြောတဲ့ဟို key site လေးကိုကျွန်တော်ထပ်သွားကြည့်မယ်နော်မင်းကပြောတဲ့ key site လေးကိုထပ်သွားကြည့်မယ်ဒီကကျွန်တော်တို့ကတိကယ်ဒီ sorry ဒီကတိကယ်တောင်းကြရင်နှလုံးပေါင်းကြီးနေတက် တိလိုဖြစ်ခြင်းကြောင့်တိရဲ့ဘာဝ6တိရဲ့နက်ခွက်8တိ6ရှိနေကုန်ရှိတိတယ်တိတိတယ်အဲ့တော့နှလုံးပေါင်းခြင်းတိတိလိုဖြစ်ခြင်းကြောင့်တိရဲ့ဘာဝ6တိရဲ့နက်ခွက်8တိ6ရှိနေကုန်တိရှိတယ်ရှိတိတယ်နှလုံးပေါင်းခြင်းတိ4 4လိုဖြစ်ခြင်းကြောင့်ကျွန်တော်ကမှပြန်4ရဲ့ဘာဝ6 4ရဲ့နက်ခွက်2 4ကုန်းနေကုန်6တိတယ်အဲ့တော့နှလုံးပေါင်းခြင်းတိခွန်ခွန်လိုဖြစ်ခြင်းကြောင့်ခွန်ရဲ့ဘာဝ2ခွန်ရဲ့နက်ခွက်3ညခွန်နှစ်3ညနေကုန်မနက်ပိုင်းမှာ2တိတယ်ညနေပိုင်းမှာ3ညတိတယ်2 3ညနှလုံးတိတယ် ဲ့တော့ရှစ်တောင်ရံလောင်းပေါင်းချင်းတွေရှစ်ရှစ်လို့ဖြစ်ချင်းကြောင့်ရှစ်ရဲ့ပါဝါ3ရှစ်ရဲ့နက်ခက်1ရှစ်3တနေကိုမနက်ပိုင်းမှာထိတယ်3ထိတယ်အဲ့တော့တက်ကချက်ခွင်လောင်းပေါင်းချင်းတွေခွန်ခွန်လို့ဖြစ်ချင်းကြောင့်ခွန်ရဲ့ပါဝါ2ခွန်ရဲ့နက်ခက်3ညခွန်နဲ့3ညနေကိုမနက်ပိုင်းမှာ90လို့ထိတယ်ခွန်နဲ့3ညတနေကိုမှအကုန်ထိပါတယ်အဲ့တော့နောက်တစ်ပိမာနှစ်ကေကိုရဲ့နှလုံးပေါင်းချင်းတွေတစ်လို့ပြခြင်းကြောင့်တိရပါဝါ6တိရနက်ခက်8တိ68နေကိုမရိကမနက်ပိုင်းမထီဘူးညနေပိုင်းမှာ8ထီတယ် တော့ဒီကနေ့မှကိုပေးမယ်ဆိုရင်နဲ့ခွန်တုံညလုံးပေါင်းချင်းတိခွန်ခွန်တို့ဖြစ်ခြင်းကြောင့်ခွန်ရဲ့ပါဝါနှစ်ခွန်ရဲ့နှစ်ခတ်တုံညခွန်နှစ်တုံညနေကုန်အဲ့ဒီခွန်နှစ်တုံညနေကုန်ဒီဒီမှာခွန်တုံညဝမ်းချင်းစီဒီမနက်ပိုင်းမှာရှိတဲ့အတွက်အဲ့ဒီခွန်နှစ်တုံညဒီအားကောင်းနေလို့ပြောချင်တာကျွန်တော်ကနော်အဲ့ဒီခွန်နှစ်တုံညဒီအားကောင်းနေလို့ကျွန်တော်ကပြောချင်တာကျွန်တော်ကဘာများအလုံးသဘောပေါက်မယ်ထင်ပါတယ်နော်သဘောပေါက်မယ်ထင်ပါတယ်အဲ့တော့အဲ့လိုမှမဟုတ်ဘူးတခြားတခြားနီးတွေတခြားမူတွေတခြားပုံတူတွေနေယူလို့ယူမယ်ဆိုရင်လည်း မန့်ကွဲနေတယ်ဟလာမန့်ကွဲတဲ့ကိစ္စခဏခဏပြောရတယ်နော်ရှင်းရအဲကျွန်တော်တို့ကတစ်ချက်လောက်ရောက်တော့ကြည့်အောင်နော်ဒေါ်ဒီပါဇက်ကလေးနဲ့ပဲရှင်းပြလိုက်မယ်နော်ကိရအရန်ရှိနေတာဖြစ်တဲ့အတွက်6လေးနှလုံးပေါင်းခြင်း3ည3ညလို့ပြောခြင်းကြောင့်3ညရဲ့ပါဝါက3ည2ခက်ခွန်3ည5ခွန်နေကုန်မနေ့ပိုင်းမှာ45ညနေပိုင်းမှာခွန်9ခွန်အထိတယ်အဲ့တော့9ခွန်နှလုံးပေါင်းခြင်းနေ့နှစ်နှစ်လို့ပြောခြင်းကြောင့်2ရဲ့ပါဝါခွန်2ညခက်4 နှစ်ကုန်လေးကြီးမှာမနက်ပိုင်းထိတယ် nest ဆိုပြီးတော့အဲ့တော့ငါးတဲ့နှလုံးပေါင်းခြင်းတွေ6 6လောက်ဖြစ်ခြင်းကြောင့်6ရဲ့ပါဝါတွေ6ရဲ့နှက်ခက်ကို6192နှစ်ကောမနက်ပိုင်းမှာ47ဆိုထိတယ်အဲ့တော့တစ်တောင်တဲ့နှလုံးပေါင်းခြင်းတွေ1တစ်လောက်ဖြစ်ခြင်းကြောင့်1ရဲ့ပါဝါ61ရဲ့နှက်ခက်8 1 6 8နှစ်ကောမနက်ပိုင်းမှာ8ထိတယ်ညနေပိုင်းမှာ3ထိ1ထိတယ်ပေါ့နော်8 9 8ကောထိတယ်အဲ့တော့နောက်တစ်ပိုင်းမှာ8တောင်နှလုံးပေါင်းခြင်းတွေ1တစ်လောက်ဖြစ်ခြင်းကြောင့်1ရဲ့ပါဝါ61ရဲ့နှက်ခက်8 1 6 8နှစ်ကောညနေပိုင်းမှာ1 9 8ကောထိတယ် ဲ့တော့ငါးရှင်နှလုံးပေါင်းခြင်းတွေသုံးသုံးလို့ဖြစ်ခြင်းကြောင့်သုံးရပါဝါရှစ်သုံးရနှခင်ကသုံးရှင်ကနေကုန်မနက်ပိုင်းမထီုံညနေပိုင်းမှာရှစ်ထီတယ်အဲ့တော့နောက်တစ်ပြီမှာကိုးရှင်နှလုံးပေါင်းခြင်းတွေခွန်ခွန်လို့ဖြစ်ခြင်းကြောင့်ခွန်ရပါဝါနှစ်ခွန်ရနှခင်သုံးညခွန်နဲ့သုံးညနေကုန်မနက်ပိုင်းမှာနှစ်ထီတယ်ညနေပိုင်းမှာသုံးညထီတယ်နေကုန်သုံးညကိုထီတယ်နှစ်တဲ့နှလုံးပေါင်းခြင်းတွေသုံးသုံးလို့ဖြစ်ခြင်းကြောင့်သုံးရပါဝါဒီရှစ်သုံးရနှခင်ဒီငါသုံးရှင်ငါဆိုတဲ့ကိအာရဒီနေကုန်ထိပြရမယ်မနက်ပိုင်းမှာ93ဆိုပြီးဒီက3ပိုင်းနဲ့တွားရတယ် ဲ့တော့နော်တမင်မှာ3ရက်9ရက်နှလုံးပေါင်းကြီးတွေနှစ်နှစ်လို့ဖြစ်ချင်းကြောင့်နှစ်ရက်ပါပါခုနှစ်ရက်နှစ်ခက်လေးနှစ်ခုလေးကီနေကုန်မနေ့ပိုင်းမှာ90ဆိုပြီးမထီဘူးညနေပိုင်းမှာခုနှစ်ကိုအပြီးဆွဲသွားတယ်နော်အဲ့တော့နော်တမင်မှာ3ရက်ခုနှလုံးပေါင်းကြီးတွေခုခုလို့ဖြစ်ချင်းကြောင့်ခုရက်ပါပါတွေနှစ်ခုရက်နှစ်ခက်3ရက်ခုနှစ်3ရက်နေကုန်မနေ့ပိုင်းမှာ3ရက်ခုညနေပိုင်းမှာ80ဆိုပြီး3ရက်တစ်လုံးဆွဲသွားတယ်အဲ့တော့ဒီကနေ့ကိုပြီးမယ်ဆိုရင် သူက9ရက်8ရက်နှလုံးပေါင်းကြီးတွေကခု ခုံလို့ဖြစ်ခြင်းကြောင့်ခုံရဲပါပါသည်နှစ်ခုံရဲနှက်ခက်သည်၃ညခုံနှစ်၃ညနေကုန်အဲ့ဒီခုံနှစ်၃ညကိုဒီနေ့မနဲ့ပေးထားတာဒီခုံနှစ်၁ချိန်ခုံ sorry ခုံ၃ညဝန်းချိန်ခုံနှစ်၃ညကီခုံနှစ်၃ညကီဆိုပြီးတော့ကျွန်တော်တို့ကခုံ၃ညဆိုတဲ့ဝန်းချိန်ကဒီနေ့မနဲ့ကိုအမာလို့သူကပြထားတာအဲ့ဒီခုံ၃ညဝန်းချိန်ဆိုတာဒီနေ့မနဲ့ကိုအမာလို့သူကပြထားတာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီခုံ၃ညဝန်းချိန်ကိုဘာနဲ့ကတ်ပြီးပေါက်မှာလဲ၃ရှစ်နဲ့ကတ်ပြီးပေါက်မှာလားဘာနဲ့ကတ်ပြီးပေါက်မှာလဲဒါက နောက်ဆုံးပြမှာဒီကျွန်တော်တို့ရဲ့အဖြေပဲเนาะအခုပြမှာဒီကျွန်တော်တို့ရဲ့အဖြေပဲတစ်ချက်တော့အတူတူကြည့်မယ်เนาะ Okay အခုပြမှာဒီကျွန်တော်တို့ရဲ့တက်ွယ်ကောင်းကိုပြမယ်အဲ့ဒီခွန်တုံညာလဲပါမယ်ပေါကနန်းလဲဖြစ်ရမယ်ဆိုရင် Okay လက်မလေး200ပြည့်အောင်နှိပ်မယ်ကျွန်တော်ပြမယ်တက်ွယ်သေးကိုထိုးကျွန်တော်ပြမယ်အခုပြပေးပြီတက်ွယ်သေးเนาะအခုပြပေးမယ်တက်ွယ်သေးပဲအဲ့ဒီတက်ွယ်သေးကိုကိုမများတော့ဒီနေ့မနေ့ကျွေးကြည်ဆိုးမယ်เนาะဒီနေ့မနဲ့ကျွေးကြည်ထိုးမယ်အရင်နေ့တွေမှာ1000မို့2000မို့ထိုးတောင်ဒီနေ့မှာ9000မို့ထိုးเนาะ အရင်နေ့တွေမှာတထောင်မို့တထောင်ဝန်းထိုးရင်တော့ဒီနေ့မှ9000တို့ကျွန်တော်ကိုပါမြန်เนาะအဲ့တော့ကျွန်တော်တခါတည်းပြောလိုက်ပြီเนาะဒီနေ့မှ9000တို့အဲ့တော့လက်မလေးနှိပ်ပေးပါလက်မနှိပ်ပေးတာတွေကိုပါမြန်အရင်ပြောရပါတယ်အဲ့တော့လက်မလေး200ပြည့်အောင်နှိပ်ပါเนาะကျွန်တော် YouTube channel လေးကိုလည်း subscribe လေးမလုပ်ရသေးဘူး subscribe လေးလုပ်ပါလက်မလေးမနှိပ်ရသေးဘူးเนาะဖုန်းမှန်ကိုခွဲခွဲခွဲဆိုရင်လက်မလေး200ပြည့်အောင်နှိပ်ပေးเนาะအဲ့တော့ဒီနေ့မနေ့တော့တခွဲကောင်းကိုပြပေးမယ်မင်္ဂလာပါတဲ့တခွဲကောင်းထိုးမယ်ကိုပါမြန်ရှိလားကျွန်တော်ညနေကြရင်တော့ live show မလွှင့်အောင်ကျွန်တော်เนาะ ကားကွင်းသွားစီရရှိတော့ငဲ့နေကြတော့လာရှုံးမလွင်အောင်အဲ့တော့ကျတော့အခုဒီနေ့မနေ့ကိုတစ်ချိန်ပေါ့ရင်ရှင်းနေပြဒီနေ့မနေ့ကိုပေါ့ရင်ရှင်းနေပြညနေကျရင်တော့မိမိတို့အစီပြေတဲ့ခန်းကိုထိုးနော်ထိုးမယ်ကိုမမရှိကျတော့ကိုမနဲ့မှာထိုးမယ် okay လို့မှတ်ပြီ okay လေးတွေမှတ်မယ်ထိုးမယ်ဆိုတော့ကျွန်တော် okay လေးတွေမှတ်ပြီနော်ကျွန်တော်ပြပေးမယ်အဲ့တော့လမ်းမလေး200ပြည့်အောင်လို့နှိမ့်သွားမယ်ကြောင့်ကျွန်တော်ပြပေးမယ်နောက်ဆုံးအနေနဲ့ပြပေးမယ်တစ်ခွက်ကောင်းကိုအကူမမအတူတူကြည့်ကြပါနော်ပြီးတော့မှကျွန်တော်ကိုဆရာကြီးကျွန်တော်တို့မရဘူးကျွန်တော်တို့မပေါဘူးလို့မပြောပါနဲ့နော် ဲ့တော့ okay တဲ့ဟုတ်ပြီเนาะ okay လေးရင်မှန်တာဒီမျိုးလက်မလေးတယောက်ချက်တော့เนาะဖုံးမှန်လေးကိုလက်မလေးနဲ့နှစ်ချက်လောက်ကွဲကွဲကွဲဆိုပြီးလိုက်ပြီလက်မလေးနှစ်ရပြည့်အောင်လို့เนาะလက်မရလို့လဲကျွန်တော်လဲပတ်စံနေမချမ်းသာသွားပါဘူးเนาะကျွန်တော်လဲမတိုးတက်သွားပါဘူးလက်မရလို့လဲကျွန်တော်တိုက်ရီကနေမဆောင်နိုင်ပါဘူးပတ်စံနဲ့တပြားမှမရပါဘူးကျွန်တော်ကစေတနာနဲ့ကြိုးစားပေးထားတယ်ကိုလီမတွေအားလုံးကစေတနာလေးကိုအတိအမှတ်ပြုရင်ကောမန်လေးမှာ okay လေးတွေမှတ်ပြီလက်မလေးနှိပ်ပြီဒါဆိုရင်ဂျင်းတဲ့ကျွန်တော်ကเนาะ โอเคဗျာတဲ့အပိုင်အိုးမယ်ဆရာတဲ့ဟုတ်တယ်အိုးရမယ်ဒီနေ့နဲ့အိုးကိုအိုးရမယ်ခနဲ့အပိုင်အိုးရမယ်ခနဲ့နော်အပိုင်အိုးရမယ်ခနဲ့ဒါကျွန်တော်နောက်တာမဟုတ်ဘူးနော်ကျွန်တော်အတီပြောတာနော်ကျွန်တော်နောက်တာမဟုတ်ကျွန်တော်အတီပြောတာဒီက2 5ဆိုတဲ့ break ရယ်နော်လာမယ်နော်2 5ဆိုရယ် break ရယ်လာမယ်ပေါင်းချင်းနေလာပြီနော်ပေါင်းချင်းနေလာပြီကျွန်တော်ကမှမြတ်တက်ခီပါတဲ့ဟုတ်ကဲ့ပါအဲ့တော့260ထဲမှာ2ရောက်ရှိတယ်ဗျာလမ်းမနှိပ်ပြထားတာ200မပြည့်သေးဘူးဗျာကျွန်တော်အားမရှိဘူး เนาะအဲ့တော့ကျွန်တော်လည်းအားရှိသွားအောင်ကိုရီမနေရာလုံးလည်းကြည့်လို့အစီအမျိုးလက်မလေး200ပြည့်အောင်လို့เนาะတွားလိုက်ပါเนาะကျွန်တော်လက်မရတော့ကျွန်တော်မြဲပြောပါတယ်ပြီးရင်ကျွန်တော်ရဲ့ YouTube channel လေးကိုเนาะကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe မလုပ်ရသေးရင်ကျွန်တော် YouTube channel လေးကိုเนาะ subscribe လေးနဲ့ပြီးလို့ရှိရင်ဒီမှာခေါင်းလောင်းလေး subscribe လေးနဲ့ပြီးရင်ခေါင်းလောင်းလေးပို့လာမယ်ပြီးရင်ဒီခေါင်းလောင်းလေးကိုတစ်ချက်အိုးဆိုလေးနှိပ်ထားပြီးရင်ကျွန်တော် live show လေးတက်ကိုပြန်ဝင်ပြီးတော့ဖုံးမှန်လေးကိုခွက်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 ဆိုပြီးတော့เนาะ လကလီရနဲ့ချက်လောက်တောက်မယ်နော်အဲ့တော့ပေါ့ရင်တော့မဝိုးပေးပြကျွန်တော်မပြောတဖူးပြောမယ်ဗျာနော်မပြောတဖူးကျွန်တော်ပြောမယ်ဗျာပေါ့ရင်တော့မပိုးပေးပြဟုတ်ပြီလားနော်အဲ့တော့လက်မလေးနေကြနော်ပေါ့ရင်တော့ကျွန်တော်မဝိုးပေးပြနော်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုမဝိုးလေးတွေပေးလို့ရတယ်ဗျာပေါ့ရင်တော့မဝိုးပေးပြကျွန်တော်မပြောတဖူးပြောမယ်ဗျာခဏအရန်ကောင်းလို့နော်ပေါ့ရင်တော့ကျွန်တော်မဝိုးလေးတွေပေးပြနော်အဲ့တော့ကျွန်တော်တို့တစ်ချက်လောက် 30ကြည့်အောင်နော်တခြားတော့ကျွန်တော်တို့30ကြည့်အောင်ကျွန်တော်ကောင်ပါများနော်တခြားတော့30ကြည့်အောင်ဆိုရင်နှစ်ကင်ငါးရင်နှလုံးပေါင်းကြီးခွန်အဲ့ဒီခွန်ကိုဒီကရှင်းနေပေါင်းကြီးနေငါနော်ငါလို့ဖြည့်ချင်းကြောင့်ကျွန်တော်ကောင်ပါများအလုပ်ပဲငါရဲ့ပါဝါ3ညအဲ့ဒီငါ3ညဒီကျွန်တော်တို့အတွက်ပရိတ်အဲ့ငါ၃ညပရိတ်ကို32ဆိုလဲဒီက9ပရိတ်မစင်းဘူးလားစင်းတယ်အဲ့တော့နောက်တစ်ပြိုင်မှာကျွန်တော်တို့ဒီက2ကယ်ဒီက9ရယ်ဒီက10ကယ်ဒီတန်းသုံးလုံးပေါင်းကြီးနေကျွန်တော်ရဲ့ကုံပါများအားလုံးပဲ နှစ်ပါနှစ်လို့ဖြည့်ချင်းကြောင့်ကျွန်တော်ရေကုမများတော့ပဲနှစ်ရဲ့ပါဝါခွန်အဲ့ဒီနှစ်ခွန်ဒီပရိတ်ပါတဲ့နှစ်ခွန်ပရိတ်ကို39ဆိုပြီးဒီကနှစ်ပရိတ်မစင်းဘူးလားစင်းမယ်ပေးမယ်တဲ့အပိုင်းဆိုတယ်ဟုတ်ကဲ့ပါအပိုင်းလို့နော်ပိုင်းလို့ပြောနေတယ်ကဲအဲ့တော့လမ်းမကြီး200 200နဲ့300လောက်သွားမယ်ဗျာနော်အားလုံးကိုကျွန်တော်စေတနာနဲ့ပေးနေတာဖြစ်တဲ့အတွက်ကိုမများကလည်းစေတနာလေးကိုတန်ဖိုးထားပြီးလက်မလေးနှိပ်ပေးပါနော်အဲ့တော့ကျွန်တော်နောက်တစ်ပေးမှာအဓိက3ရဲ့အဓိက2ကဲ ၃ရက်နှစ်ကလည်းလောင်းပေါင်းခြင်းဒီက၅အဲ့ဒီ၅ဟောဒီက၉နဲ့ပေါင်းခြင်းဒီ၄၄လိုဖြည့်ခြင်းကြောင့်ကျွန်တော်ကူမများ၄ရဲ့ပါဝါကိုအဲ့ဒီ၄ကိုဒီကျွန်တော်ကူမများပြိပာအဲ့ဒီ၄ကိုပြိကို60ဆိုပြီးတော့ဒီက၉ပြိတလုံးမစင်းဘူးလားစင်းပါတယ်အဲ့တော့နောက်တစ်ပိမှာကျွန်တော်တို့ဒီကနော်ဒီက၉ရဲ့ဒီက၃ရဲ့နှလုံးပေါင်းခြင်းဒီက၂အဲ့ဒီ၂ကိုဒီက9နဲ့ပေါင်းခြင်းဒီက9 ကိုလိုဖြစ်ခြင်းကြောင့်ကျွန်တော်ကောင်မများကိုရဲ့ပါဝါသည်လေးကိုလေးသည်ပြိပာတဲ့ကိုလေးပြိမာ3ညာ6ဆိုပြီးတော့ကိုလေးပြိမာကျွန်တော်တို့ကနော်3ညာ6ဆိုပြီးဒီက6ပြိထပ်မစင်းဘူးလားစင်းပါတယ်တဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီကနေ့မနက်ကိုလာမယ်ဆိုရင်ဒီက3ညာရဲ့ဒီက6ရဲ့နှလုံးပေါင်းခြင်းသည်ကိုအဲ့ဒီကိုကိုဒီက8နဲ့ပေါင်းခြင်းသည်ခွန်ခွန်လို့ဖြစ်ခြင်းကြောင့်ကျွန်တော်ကောင်မများခွန်ရဲ့ပါဝါ2အဲ့ဒီခွန်2သည်ကျွန်တော်တို့အတွက်ပြိလိုင်းကြောင်းပဲ အဲ့ဒီခွန်နဲ့ break မထိရင်မထိုးနဲ့အဲ့ဒီခွန်နဲ့ break ကိုကျွန်တော်တို့ကဘာနဲ့ကတ်မလဲဆိုခွန်နဲ့ break ကိုဒီခွန်နဲ့တောင်ညဆိုတဲ့ key နဲ့ကတ်မယ်8000ဆိုတဲ့ဝမ်းချင်းလေးနဲ့ကတ်မယ်ပေါ့နော်ပြီးမယ်ဆရာရတယ်နော်ပေါ့ရင်တော့မဘိုးလေးတွေပြီးပြာနော်ကျွန်တော်လည်းသုံးဖို့စားဖို့နော်မဘိုးလေးရရစာရွက်စာတမ်းဖို့ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကလမ်းမလေးတယောက်တစ်ချက်လောက်နော်နှိပ်သွားပေးပါအောင်နော်ကျွန်တော်တို့ကျွန်တော်နေမကောင်းတဲ့ကြားထဲရနေစူးစမ်းပေးထားဗျာတကယ်ပြောရင်းနဲ့နှာခေါင်းတွေမှိတ်ပြီးနှာခေါင်းတွေပိတ်ပြီးလို့ရှိရင်အသက်ရှူတွေပါမွားတော့အဲ့လိုဖြစ်လာ အဲ့လိုဖြစ်အသက်ရှူရပါမွားတော့အဲ့တော့လက်မလေးကျွန်တော်တယောက်တစ်ချက်လောက်နော်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုနော်ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe မလုပ်ပြရသေးရင်နော် subscribe မလုပ်ရသေးရင်ကျွန်တော်ရဲ့ YouTube channel လေးကိုနော်ကျွန်တော် YouTube channel လေးကို subscribe လေးတွေနှိပ်ပါနှိပ်ပြီးရင်ဒီမှာ all ဆိုတဲ့ခေါလောင်းလေးကိုနှိပ်ပါပြီးရင် like show လေးကိုပြန်ဝင်ဝင်ပြီးဖုန်းမှန်ကိုကွက်ကွက်ကွက်ဆိုပြီး like လေးနဲ့နှစ်ချက်လောက်တောက်ပါနော် ကျွန်တော်တခါမှကျွန်တော်တို့ပို့ပေးပါလို့မပြောဘူးเนาะလမ်းမတွေ300 400လောက်တော့သွားလေဗျာเนาะလမ်းမတွေကိုကွက်ကွက်ဆိုပြီးနှိပ်တော့ဗျာလမ်းမနှိပ်လို့အကူမမဲအပန်းမကြီးပါဘူးဗျာเนาะဘာမှအပန်းမကြီးပါဘူးကျွန်မပြောပါလေဗျာကိုမမရဲ့လိုက်လမလေးတွေကကျွန်တော်တို့အတော့အားစေးတစ်ခွက်ပါเนาะအားစေးတစ်ခွက်ပါကျွန်တော်နေမယ်ကောင်းနေချာရလက်မနှိပ်ပြီးကျွန်တော်အားဖြစ်တယ်ဗျာเนาะဟိုင်းအဲ့တော့ကျွန်တော်ကတော့ကျွန်တော်ကတော့မောင်ဆိုင်ပါเนาะ ျွန်တော်ကတော့အားလုံးသိတဲ့အတိုင်းမောင်ဆိုင်ပါပဲအဲ့တော့ကျွန်တော်ဒီကနေ့ပေးမှာဒီကျွန်တော်3ရက်နေပေါ့နော်3ရက်ဆန်ထလာ2025ခုနှစ်နော်2025အဲ့လိုမျိုးရင်းလာနေတချွေးကုန်ဝင်ကျွန်တော်စိတ်ထဲမှာဘယ်လိုလဲမသိတက်နေတရက်ကြီးွားရောခံစားအဲ့တော့ကျွန်တော်12နာရီတမင်းနေပေါ့နော် ဘာလို့လောနေတန်တော့ကြည်လာပြီအချင်းနာတော့လန်ခင်ရံရီမဖြစ်ဘူးရနေရကြုံးနေပြီလေတဲ့ကဲကဲမပြောတော့ဘူးဗျာကဲချီမာလေးချီမာလေးတွေကလော်သွားပါအောင်နော်ချီမာလေးတွေဖုံးမှန်ကိုလက်ကလေးနဲ့နှစ်ချက်လောက်တောက်ပြီးတော့ချီမာလေးကိုကော့ကော့ဆိုပြီးနှိပ်သွားပြီးပေါ့နော်အဲ့တော့ဗမာလိုပဲရေးမယ်ဗျာကျွန်တော်ဗမာဆိုတော့နော် ြန်မာလိုပဲရေးမယ်ကီးရင်နေနဲ့သုံးမယ်ဆိုရင်ခွန်နဲ့သုံးညာကီးရှိမယ်နော်အဲ့တော့ဝမ်းချင်းအနေနဲ့သုံးမယ်ဆိုရင်ကျွန်တော်ကိုမြခွန်သုံးညာဝမ်းချင်း၈သုံးဝမ်းချင်းလို့ရှိမယ်နော်ခုတော့ညာဝမ်းချင်း၈၃ဝမ်းချင်းတို့ရှိမယ်အဲ့ဒါကိုကျွန်တော်တို့ကဗရိတ်အနေနဲ့သုံးမယ်ဆိုရင်ဗရိတ်အနေနဲ့သုံးမယ်ဆိုရင်ကျွန်တော်တို့ကဘာရှိမလဲ၂ ခွန်ဆိုတဲ့ဗရိတ်လမ်းကြောင်းရှိမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဏ္ဍအများကြီးမထိုးနဲ့နော်ကဏ္ဍအများကြီးမထိုးနဲ့ကျွန်တော်ကဏ္ဍချုပ်ပေးမယ်နော်ကဏ္ဍချုပ်ပေးမယ်သူလည်းမွေးနိုင်အောင်လို့ပါနော်ဒီနေ့မနေ့ကကျွန်တော်တို့ကိုယ်တွေချုပ်တွေသေးတယ်ဗျာနော်ကိုယ်တွေချုပ်တွေသေးတယ်မနေ့ကညနေကခွန်နဲ့သေးအားနေတဲ့ထဲမှာပါတယ်ဆစ်ဆဲဆိုတော့ခုနကလည်းတင်ပါပါအဲ့တော့ကျွန်တော်တို့သွားကြည့်ရမှာပဲเนาะ ဘာပဲပြောပြောလမ်းမလေးနှိပ်ပြီးတော့ကျွန်တော် YouTube channel ကို subscribe လေးလုပ်ပေးပါအောင်နော်လမ်းမလေးနှိပ်ပြီးကျွန်တော် YouTube channel ကိုဒီမှာ subscribe လေးမလွှတ်ရသေးရင် subscribe လေးနှိပ်ပါပြီးခေါင်းလောင်းလေးကိုတစ်ချက်နှိပ်ပြီးကျွန်တော်လာရိုးလေးတွေကိုပြန်ဝင်ပြီးဖုံးမှန်ကိုဒီလိုခွက်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 ဆိုပြီးလက်ကလေးနဲ့နှစ်ချက်လောက်တောက်ပေးပါနော်လက်ကလေးနှစ်ချက်လောက်တောက်ပေးပါကျွန်တော်ကနန်းစီမယ်အဲ့တော့ကျွန်တော်ကခွန်နဲ့ main ကနေအရင်စီလိုက်မယ်နော်ကျွန်တော်က main ကနေအရင်စီလိုက်မယ်နော်မင်းကလေးရေးစီလိုက်မယ်အဲ့တော့နှစ်နဲ့ပတ်သက်လို့ရှိရင်နှစ်ပရိတ်ကို ကျွန်တော်တို့က20ပေါ့နော်နည်းနည်းပတ်တိုင်ကျွန်တော်တို့က net break ကို20နေငါခုံ break ဆိုခုနပတ်တိုင်လို့ရှိရင်ခုံ break ကို90ခုံ9ပေါ့နော်ကျွန်တော်တို့က90အဲပြီးလို့ရှိရင်ခုံ9ပေါ့ဒီကနေ့လေးကွက်ဒီဒါ main ကနေနဲ့မှကျွန်တော်ထည့်လိုက်ပြီအဲ့တော့3ညနဲ့ပတ်တိုင်လို့ရှိရင်3ညနဲ့3ညခုံပေါ့နော်ဒါ break ပါသွားပြီချုပ်ပြီးသားဖြစ်သွားပြီနော် ်ဘရိတ်ချုပ်ပြီးသားဖြစ်သွားပြီဒါ20နှစ်က80ခုံကအဲ့တော့ကျွန်တော်တို့ကတခုချင်းနေခဲ့ဒီ3ရှစ်ဝမ်းချင်းကိုဒူမိန်နေပါနော်ဒူဒူမိန်ဒါဘရိတ်ဒီနေ့ကျွန်တော်ဘရိတ်ကိုအမားကိုင်းမှာဘရိတ်မှန်တော့ပေါက်မယ်နော်ဒီ3ရှစ်ဝမ်းကျင်ကို2ခုံပရိတ်နဲ့ကတ်မယ်8ကို2ခုံပရိတ်နဲ့ဆိုရင်8လေး8ကို84 89ဟာကျွန်တော်မေ့နေတော့မနေ့ကညနေက သူတွေပောက်နေတာမနေ့ကညနေကကျွန်တော်ပြောရနော်ဒါဒီအရန်ကန်တန်းထဲမှာပဲပောက်တာမနေ့ကညနေကဒီမှာ3ည8အောင်းတယ်နော်3ည8အောင်းတယ်ကျွန်တော်တို့အဲကြွားတာတော့မဟုတ်ဘူးကျွန်တော်ဒီတစ်ပတ်ပြီးလာတာနော်ဒီ90မှာကျွန်တော်ပောက်တယ်ဗျာနော်ဒီ90မှာကျွန်တော်ပောက်တယ်ဒီ9မှာကျွန်တော်ပောက်တယ်ဒီ3ည9ဆိုတဲ့ကန်တန်းမှာမနေ့ကကန်တန်းပြန်သွားတော့ကျွန်တော်မပောက်ဘူးမနေ့ကညနေကဒီ80မှာပောက်တယ်နော်အဲ့တော့ကျွန်တော်ကျွန်တော်ပြီးခဲ့တာတွေကျွန်တော်ပြ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 ပေးမယ်ဒါကကျွန်တော်တို့ ဒါဟုတ်တယ်မနေ့ကမနက်ပိုင်းပေးတာ80ပါသေးတယ်နော်အဲ့တော့ပေးရတာကျွန်တော်ပြန်ပြပေးမယ်ကြည့်ဒီမှာ82အောင်လာညနေပိုင်းတစ်ခွက်ကောင်82မနက်ပိုင်းက90ရသမားနော်တနေ့ကနေမနက်ပိုင်းဒီမှာ90နော်ဒီမှာနွေးနာနေတရက်တလင်းနာနေနော်တရက်72လောက်အဲ့တော့ကျွန်တော်ညနေပိုင်းထပ်ပေးတယ်ညနေပိုင်းမှာ82ဆိုပြီးအောင်လေအဲ့တော့ကျွန်တော်တို့ဒါဒါဒါမနေ့ကမနက်ကပေးတာဒါမနေ့ကမနက်ကပေးတာကျွန်တော်ဒီကောင်မများ80ဆိုကျွန်တော်တို့ပါတယ်မနေ့ကမနက်ပိုင်းမှာ90ဖြစ်သွားတယ် တော့ကျွန်တော်ညနေပိုင်းမှာကျွန်တော်ထပ်ပေးတယ်နော်ညနေပိုင်းမှာကျွန်တော်ထပ်ပေးတယ်ကျွန်တော်ကဘာများ3ည8ဆိုပြီးအောင်းတယ်3ချိန်တော့အောင်းတယ်ဗျာနော်3ချိန်တော့အောင်းပါတယ်နော်အဲ့တော့လက်မလေးနှိမ့်ရတာပါအောင်3နဲ့ပတ်သက်ရင်ကျွန်တော်တို့က34 39နော်3နဲ့ပတ်သက်ရင်34 39ဒီကနေ့ပဲရှိမယ်ဗျာအာရုံထုတ်ဖို့နော်အာရုံထုတ်ဖို့ပြီးလို့ရှိရင်ကိုမမြအရန်ကန်းလေးနည်းနည်းထည့်ပေးမယ်နော်အရန်ကန်းလေးပေါ့ အရင်ကတည်းက तू ကခွန်သုံးညာဝန်းကျင်ကိုရှစ်သုံးဝန်းကျင်နဲ့ပြမယ်ဆိုရင်ခွန်သုံးခွန်ရှစ်လို့ထည့်ရမှာပေါ့နော်ခွန်သုံးခွန်ရှစ်အဲဒါတော့ခွန်ကတော့နည်းနည်းအားနည်းနည်းထွက်ရင်ပါခွန်သုံးခွန်ရှစ်ပေါ့နော်ခွန်သုံးကိုရှစ်သုံးညာသုံးသုံးညာရှစ်ကထွက်ပြီးသွားပြီအတွက်သုံးညာသုံးတစ်ခွက်ထည့်ထည့်လိုက်မယ်သုံးညာသုံးဒါတော့အားမယ်ရန်မယ်ပေါ့နော်ဒါတော့အားမယ်ရန်မယ်ပေါ့အဲ့တော့စိတ်ကြိုက်ကလေးတစ်ခွက်ပေးပါမယ်အဲ့တော့ကျွန်တော်ရစိတ်ကြိုက်ပါ ျွန်တော်ရဲ့စိတ်ကြိုက်ပါနော်ကျွန်တော်မြဲတဲ့ပေးနေကြစိတ်ကြိုက်ကနေတကွက်ထဲပေးမယ်ခင်အားလုံးပဲအဲ့တော့လက်မလေးနှိပ်ထားပါနော်လက်မလေးမနှိပ်ရသေးတော့ကျွန်တော်ဒီကောင်မများလက်မလေးကွက်ကွက်ဆိုပြီးနှစ်ချက်လောက်ခောက်မယ်ဗျာ460 6 464ယောက်ရှိတယ်အဲ့တော့လက်မလေးတကွက်ကောင်းပေးပါတဲ့လက်ညှိုးနဲ့တောက်တယ်တဲ့စုံရရှိတယ်900ပို့ရတယ်ဟုတ်လားဒါဆိုရင်ကျွန်တော်ရဲ့အမားကန်နေပို့နော်ကျွန်တော်ရဲ့လက်ရှိဝင်ကြီးရလို့ဆိုသိတယ်ကျွန်တော်ဒီလိန်စားညင်စားတာမရှိဘူးကျွန်တော် စေတနာနဲ့ပေးတယ် အဲ့တော့ကျွန်တော်ရဲ့စေတနာတွေရဲ့ဖြူစင်တဲ့အတွက်ကျွန်တော်ကနန်းပြန်တစ်ချိန်ပဲလွဲတယ်ကျန်တဲ့တလင်းနာအင်္ဂါမှာကနန်းပြန်တစ်ချိန်ထွက်သွားတော့နမို့ဆိုရင်ကျွန်တော်လေးဟိုနေနှစ်ရက်ကိုလေးချိန်ကိုလေးချိန်တလုံးကျွန်တော်ပောက်တယ်နော်အဲ့တော့လမ်းမလေးကြီးနှိပ်ပြထားပါကျွန်တော်ကမမများလို့ပဲနော်ဖုံးမှန်လေးကိုဒီမျိုးလေးတွေကိုကွက်ကွက်ကွက်ဆိုပြီးလက်ကလေးနဲ့နှစ်ချက်လောက်တောက်ပြီးပါပြီးရင်ကျွန်တော် YouTube channel လေးတွေကိုဝင်ဝင်ပြီးဒီမှာ subscriber လေးနှိပ်ပြီးရင် all ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ပြီးရင်ကျွန်တော် YouTube channel လေးကိုဝင်ဒီမှာလက်မလေးတွေကိုကွက်ကွက်ကွက်ဆိုပြီးနော် လမလေးကို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 ဆိုပြီးတောက်သွားပေးပါနော်လမလေးမရှိနေပြချီမာလေးကလိုပေးသွားပြချီမာလေးတောက်သွားပေးပါနော်အဲ့တော့ကျွန်တော်ခုမှပြဖိတ်ကြိုက်ကနန်းပေးပါမယ်အဲ့တော့နော်ဆိတ်ကြိုက်ကနန်းပေးပါမယ်ကန်ချင်းထလုံးမြတ်ပါစေနော်ကန်ချင်းထလုံးကန်ချင်းထလုံးမြတ်ပါစေ နော်ကန်ရင်းထပ်လို့မြတ်ပါစေနော်အဲ့တော့ကျွန်တော်ဓာတ်ကွက်ကောင်းပေးမယ်အဲ့ဒီဓာတ်ကွက်ကောင်းထွက်ရင်ကျွန်တော်မုတ်ဝိုးလေးတွေပေးအောင်နော်နော်ကျွန်တော်ဖုန်းနံပါတ်တွေဒီခါလေးရေးပေးခဲ့မယ်လိုင်းမတက်တော့ဘူးနော်စကွန်ရှိုလေးတွေရိုက်သွားနော်39နော်39 2 6 39 39 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30နော်ဒီဖုန်းနံပါတ်ပါနော်ဒီဖုန်းနံပါတ်မှာကျွန်တော်ကမှမြန်ကီဘီဝေဘီရှိပါတယ်နော် KB ကျွန်တော်တို့ WP ပေါ့နော်ဝေပေးနော် KB ဝေပေးရှိပါတယ်နော် KB ဝေပေးရှိပါတယ်အကောင့်နံပါတ်ကတော့ကျွန်တော်ကဘာများဒီလိုပါနော် KH A I M G နော်အကောင့်နံပါတ်ကတော့ခိုင်မင်းဝေပါနော်ဒီဖုန်းနံပါတ်လေးကိုမှတ်သွားပါနော်ဖုန်းတော့မခေါ်ကြပါနဲ့နော်တထွက်ရင်တော့ကျွန်တော်မဘိုးပေးပြကျွန်တော်တက်ပြီးတော့မတောင်းတော့ဘူးပြနော်တက်ပြီးတော့နော်ဖင်ကောင်းမကျဲတော့ဘူး ကန်ချင်းထပ်ပါစေကန်ချင်းဆက်ပါစေဟုတ်ကဲ့ပါပေါ့နော်မိတ်ဆွေတို့နော်တရားဖို့ပဲတန်းနိုင်တန်းနိုင်900တရားပဲတန်းနိုင်တန်းနိုင်တထောင်ပဲတန်းနိုင်တန်းနိုင်အစင်ပြေတလောက်လေးမဘိုးလေးပေးလို့ရပါတယ်နော်ထွက်သွားလို့ရှင်အဲ့တော့ကျွန်တော်ဆက်ရက်ကနေနှစ်ကွက်ပေးခဲ့မယ်အဲ့တော့ကျွန်တော်ကိုမများလောက်ကြိုက်နှစ်တန်းတော့ light ထိုးပါနော်ကျိုင်းနေတဲ့နော် light ထိုးပါအဲ့တော့ကျွန်တော်ဒီနေ့မနေ့အတွက်ဖိတ်ကြိတ်ကနေနှစ်ခွက်ပေးခဲ့မယ်အားလုံးဝင်တူတူကြည့်ရအောင် 20ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိမယ်เนาะ20ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိမယ်အားလုံးပဲလက်မလေးမနှိပ်ရသေးဘူးဆိုရင်လက်မလေးနှိပ်ပြီးပါเนาะလက်မလေးတယောက်ချက်တော့เนาะခွက်ခွက်ဆိုပြီးလက်မလေးတယောက်ချက်တော့နှိပ်သွားပေးပါကျွန်တော်ဒီမှာဘယ်လောက်မှဘာမှကြည့်ပါဘူးဗျာเนาะလက်မလေးနှိပ်သွားပေးတာအဲ့တော့ကျွန်တော်နောက်ထပ်တစ်ခွက်အနေနဲ့เนาะနောက်ထပ်တစ်ခွက်အနေနဲ့75ဖိုက်ဆိုတဲ့ကဏ္ဍတစ်ခွက်ပေးခဲ့ပါမယ်เนาะ85ဆိုအာပါအဲ့ဒီနှစ်ခွက်စိတ်ကြိုက်ဟုံးပါเนาะစိတ်ကြိုက်ဟုံးပါကျွန်တော်ဒီကောင်မများเนาะအထူး ကျွေးကြေပေါ့နော်ကျွေးကြေဆိုးပါအရင်နေ့တွေမှာကျွန်တော်ပြောတယ်နော်ကျွေးကျွေးကြေထိုးပါနော်ကျွေးကြေထိုးအရင်နေ့တွေမှာ1500ဘူထိုးရဲဆိုတော့ဒီနေ့ကိုအနေဆုံး9000အပေါက်ထိုးပါနော်9000အပေါက်ထိုးပါပေါက်ရင်ကျွန်တော်ကိုမဘိုးလေးတွေကန်ဆက်ပေးကြပါအောင်ဗျာနော်မဘိုးလေးပေးကြပါအောင်ကျွန်တော်စိုးပင်လေစာရွက်တွေစာရွက်တွေလည်းဝယ်အောင်မယ်စိုးပင်လည်းဝယ်အောင် ကျွန်တော်မိုးဘိုးလေးတွေကန်ဆက်ပေးပါအောင်အဓိကထိုးရမှာဒီ၄ခွက်20 25 90ခုံကအဓိက main ၄ခွက်ဒီ၄ခွက်ကိုမဖြစ်မနေထည့်ထိုးเนาะဒီ၄ခွက်ကိုမဖြစ်မနေထည့်ထိုးအဲ့ဒီ main ၄ခွက်ဒီအဓိက share main เนาะထူး share เนาะအထူး share เนาะအထူး share ပါကျွန်တော်ကုန်ပေါ်မြန်เนาะအထူး share เนาะအဓိကဒီကနေ၄ခွက်ထဲကတင်ထိုးရမယ်ကနေ၂ခွက်ဆိုရင်20နဲ့ခုံကကျွန်တော်နှစ်ပရိတ်ကိုကြိုက်တယ် နော်20နဲ့ခုံကကန်ချင်းဆက်ပါသေးတယ်ဟုတ်ကဲ့ပါနော်20နဲ့ခုံကအဲ့တော့ကျွန်တော်ဒီကုမာများလို့ပဲလက်မလေးတောက်ချက်လောက်နှိပ်သွားပေးပါကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးတဲ့ကုမာများပါကျွန်တော် YouTube channel ကို subscribe လေးတောက်ချက်လုပ်ပေးသွားဆရာလေးရေဆရာလေးတဲ့ငါဆက်ပေးပါမယ်ဟုတ်ကဲ့ပါတော့ပောက်ရင်တော့မိတ်ဆွေတို့နော်တထောင်ပဲပေးပေး900ပဲပေးပေးကျွန်တော်ကတော့စာရေးစာတမ်းမူလေးရယူမှာပဲဆိုပင်တစ်ချောင်းတောင်မှ1500ပေးရတယ်ဗျာနော်ကျွန်တော်တို့ရက်ွက်ထဲမှာနော်1500မဟုတ်1300 ဒီဆိုပင်တစ်ချောင်းကိုပြန်နော်ဒီအခုစာရင်းတဲ့ဆိုပင်လေးတစ်ချောင်းကိုကျွန်တော်တို့ရက်ွက်ထဲမှာ1300ပေးရတယ်နော်ဈေးတွေကဘယ်လောက်တက်လာမတက်လာကစုံရတော့မစားရတော့တစ်ထောင်ဖြစ်နေတယ်နော်အဲ့တော့ဈေးရတဲ့အကုန်တက်ကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုယ်ပြမနေအားလုံးကိုအစင်ပြေသလိုလေးပဲနော်ပေးအစင်ပြေလို့ရှိရင်တစ်ထောင်တစ်ထောင်မတက်နိုင်တဲ့9000တက်နိုင်တဲ့နော်အာကျွန်တော်ပေးတဲ့ကနေ20နှစ်ကဒီလေးကွက်ကိုမင်းတို့နော်22 9 80ခုံကအဲလေးကွက်တည်းကတကွက်ကွက်ထွက်ခရင်ကျွန်တော်ကိုဒီဖုန်းနံပါတ်လေးမှာမုတ်ဘိုးတွေပေးလို့ရပါတယ်နော်ဒီဖုန်းနံပါတ် 2680663เนาะဖုန်းနံပါတ်တွေပြန်ရေးပေးထားအောင်ပါเนาะ3996 3933 8 6 6ဟုတ်ပြန်နော်ဒီဖုန်းနံပါတ်လေးပါအဲ့တော့မုတ်ဘိုးလေးပါပေးလို့ရပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်လာရှိုးလေးကိုဒီညမှာပဲအဆုံးသတ်ပြရသေးအားလုံးပဲဝင်ကြည့်ပေးတဲ့တဦးတယောက်ချင်းတွေကိုကျေးဇူးတင်ပါ